အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူတွေမအောင်မြင်ရတဲ့အကြီးအကျောင်းရင်းများကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူသားတိုင်းရဲ့ဘဝမှာအောင်မြင်မှုကိုလိုလားကြပါတယ်ဒါပေမဲ့တချို့လူတွေဟာဘာကြောင့်မအောင်မြင်ကြတာလဲအောင်မြင်မှုဆိုတာကံအခွင့်အလမ်းမွေးရပါဉာဏ်ရည်တို့ပုံမှန်တာမကကိုယ်တိုင်ရွေးချယ်မှုနဲ့အလေးအကျင့်တွေပုံမှန်လည်းများစွာမူတည်ပါတယ်အောက်ပါချက်တွေဟာလူတွေမအောင်မြင်ရခြင်းရဲ့အကြီးအကျောင်းရင်းတွေပဲဖြစ်ပါတယ်နံပါတ်1ရည်မှန်းချက်မရှိခြင်း အောင်မြင်သူတိုင်းမှာရှင်းလင်းတိကျတဲ့ယူမန်းချက်ကိုစီရှိကြပါတယ်ဘဝမှာဘာကိုလှုပ်ချင်တယ်ဘလို့ရောက်အောင်သွားမယ်ဆိုတဲ့ပန်းတိုင်မရှိရင်လမ်းပြောင်းနေတယ်လို့ဖြစ်ပြီးအားထုတ်မှုတွေလည်းအကျိုးမရှိပဲဖြုံးတိမိပါလိမ့်မယ်။နံပါတ်1အချိန်ကိုမထိန်းသိမ်းနိုင်ခြင်းအောင်မြင်မှုအတွက်အချိန်စီမံခန့်ခွဲမှုကအရန်ကိုအရေးကြီးပါတယ်တချို့လူတွေဟာအရေးမကြီးတဲ့အလုပ်တွေနဲ့အချိန်ဖြုံးတတ်ကြပြီးကိုယ့်ရဲ့အဓိကယူမန်းချက်အတွက်အာရုံစိုက်ဖို့ကတော့ပြက်ကွက်တတ်ကြပါတယ်။နံပါတ်3ပြည့်ရခြင်း ပြည်ရင်မှုနဲ့အလုပ်တွေကိုရွှေဆိုင်တက်တဲ့အကျင့်ဟာအောင်မြင်မှုရဲ့အဓိကရန်သူကြီးတစ်ခုပဲဖြစ်ပါတယ်။အလုပ်တစ်ခုကိုမနှက်ဖြံမှလုပ်မယ်ဆိုတဲ့စိတ်နဲ့အချိန်ဆွဲနေရင်ဘယ်တော့မှအောင်မြင်မှုရမှာမဟုတ်ပါဘူး။နံပါတ်၄စွန့်စားရဲမှုနည်းခြင်းအောင်မြင်မှုအစစ်အမှန်ဆိုတာစွန့်စားမှုတွေနဲ့အတူလာတက်ကြပါတယ်။အနေရကိုကြောက်ပြီးတက်တောင့်တတာရှိတဲ့အဲမှာပဲနေနေရင်တော့အခွင့်အလမ်းတွေကိုလက်လွတ်ဆုံးရှုံးရမှာပဲဖြစ်ပါတယ်။နံပါတ်၅တင်ယူမှုကိုရပ်တန့်ထားခြင်း ဒီနေ့ခေတ်မှာဤပညာနဲ့အသိပညာတွေအမြဲပြောင်းလဲနေတာကြောင့်ကိုကိုကို update မလုပ်ရင်နောက်ကျကြံရိပ်ခဲ့မှာပဲဖြစ်ပါတယ်။အောင်မြင်သူတွေဟာတသက်တာတင်ယူသူတွေဖြစ်ပြီးမိမိတို့ရဲ့ကျွမ်းကျင်မှုကိုအမြဲမြင့်တင်နေကြပါတယ်။နံပါတ်6အနုလက္ခဏာတွေးခေါ်မှုတစုံတစ်ခုကိုငါမလုံနိုင်ဘူးငါမှအာသာချက်မရှိဘူးဆိုတဲ့စိတ်ကူးတွေဟာအောင်မြင်မှုကို တားဆီးစေပါတယ်လောကမှာအကောင်းမြင်စိတ်ရှိသူတွေသာအခက်အခဲတွေကိုကျော်လွှားနိုင်ပြီးရလက်ကောင်းတွေရရှိကြပါတယ် နံပါတ်9ဆွဲလုံးလားမရှိခြင်းအောင်မြင်မှုဆိုတာတစ်ချိန်တစ်ခါတည်းစူးစမ်းရုံနဲ့ရလာတာမဟုတ်ဘူးစူးစမ်းမှုတွေကြာရှုံးမှုတွေကြာကဆွဲရှိရှိရည်တည်နိုင်သူတွေသာအောင်မြင်မှုကိုဖန်ဆားနိုင်ပါတယ်နံပါတ်8ကိုကိုကိုမယုံကြည်ခြင်းကိုစွမ်းရည်ကိုယုံကြည်မှုမရှိရင်အခွင့်အလမ်းတွေကိုမယူရဲပဲဖြတ်တန်းသွားပါလိမ့်မယ် ကိုမှမဖြစ်နိုင်ဘူးမလုံနိုင်ဘူးဆိုတဲ့စိတ်ထဲကအတန်ကတကယ်အနည်းငယ်များပါတယ်ဒီလိုစိတ်ရှိတဲ့အခါအစကတည်းကစိတ်တက်ကြနေပြီးနည်းနည်းအောင်မြင်လာတဲ့အောင်မိမိကိုယ်ကိုဖျက်သိမ်းလိုက်တတ်ပါတယ်တကယ်တော့ကိုကိုကိုယုံကြည်မှုရှိခြင်းဟာလေအောင်မြင်ဖို့အတွက်အဓိကတော့ချက်တစ်ခုပဲဖြစ်ပါတယ်အောင်မြင်မှုဆိုတာကံညာဝီရိယ၃ပါးစလုံးလိုအပ်ပါတယ်အထက်ပါအချက်တွေတဲ့ကတစ်ခုခုကြောင့်ကိုဘဝမအောင်မြင်ဘူးလို့ထင်ရင် အခုပဲပြင်ဆင်ဖို့ကြိုးစားလိုက်ပါအောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရဘူးဆိုပေမဲ့စနစ်တကျကြိုးစားမယ်ဆိုရင်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးအခုဆိုရင်လူတွေဘာကြောင့်မအောင်မြင်ရတာလဲဆိုတာကိုသိကြမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်